ဒီဇိုင်းလူပညာပြပွဲကိုလာမယ့်ဇူလိုင်လအတွင်းမှာပြုလုပ်သွားမယ်လို့သိရကအဆိုပါပွဲမှာပဲမြန်မာ Graphic Design Association ကိုဖွဲ့စည်းသွားမယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတဝန်းက Graphic Design ဝန်သားရှင်တွေကို Graphic Design လက်ရာတွေပေးပို့ဖို့ဖိတ်ခေါ်ထားပြီးဒီပြပွဲပြုလုပ်မယ့်အကြောင်းကိုမြန်မာ Graphic Design Association ဖြစ်မှောက်ရေးအတွက်စီစဉ်နေသူဒီဇိုင်နာဦးမြင့်မောင်ကျော်ကအခုလိုပဲပြောပါတယ်။မြန်မာနိုင်ငံတဝန်းရှိ Graphic Design ဝါသနာရှင်တွေပဲဖြစ်ဖြစ်ဥရောအောက်ကနေပြီးတော့နာမည်သိတဲ့လူတွေကို နာမည်ရေးပြီးတော့အဲစီးရင်ရေးပြီးတော့ခေါ်လိုက်တဲ့လူတွေပဲဖြစ်ဖြစ်အဲစီးရင်ထဲမှာမပါသေးပဲနဲ့ဥရော graphic design association ယာယီနဲ့အဆက်အသွယ်မရှသေးတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့လေအဲလူတွေအားလုံးကိုဥရောဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့အခါကျတော့ email လိပ်စာတစ်ခုပနာမထည့်ပေးထားတယ်အဲ email လိပ်စာမှာတော့အခုတပတ်လောက်အတွင်းမှာပဲအဲ graphic designer 9ယောက်လောက်ပို့ပြီးချပြီဥစီမှာလက်ခံရရှိပြီးချပြီအဲ့တော့အလားလာကောင်းတယ်ပေါ့လေအဲ့ဒီပွဲကြီးဥရောကျင်းပမယ် အဲ့ဒီပွဲကြီးကဇူလိုင်လလို့သတ်မှတ်လိုက်တာကတောင်ကိုရီးယားကမနစ်ကလို့ပဲဥရုစီမှာဟိုသူတို့စီက graphic designer တချို့ ਨੇ မြန်မာနိုင်ငံ graphic designer တချို့ကို new treasure art gallery မှာလာပြီးတော့ပြပွဲလုပ်မလားလုပ်မယ်ဆိုလို့ရှိရင်ဥရုကလည်းဥရုကြီးပဲမဟုတ်ပဲねဒီကလူငယ် graphic designer တွေ ਨੇ ပေါင်းပြီးတော့ပြမယ်အဲ့ဒါကြောင့်ဥကအဲခေါ်တံပေးထားတာနောက်တစ်ခါအဲ့လိုမှမဟုတ်ဘူးသူတို့လာမလုပ်ဘူးဆိုလို့ရှိရင်လည်းဥရုဘာသာဥရုဥရုစီကမြန်မာနိုင်ငံတဝန်းကလူငယ်တွေ ਨੇ တနေ့ရမှာ gallery ကျယ်ကျယ်ကြီးတစ်ခုမှာဥရု အဲ့ဒီပြဝဲလုံးမယ်လို့ရည်ရွယ်ပြီးတော့လူငယ်တွေကိုခေါ်တံပေးလိုက်တာမြန်မာနိုင်ငံတဝမ်းလုံးကိုခေါ်ထားတာပါဝါသနာရှင်ရောအမေချာရောဝါသနာရှင်ရောအပျော်တန်းရောအခု professional ကြီးစားရော အကုန်လုံးကိုခေါ်ထားတာပါမြန်မာ graphic design association အဖွဲ့အစည်းချင်းဟာနိုင်ငံတကာကနေတနင်္ဂနွေနေ့တနင်္ဂနွေဒီဇိုင်းပညာတွေဖယ်လှယ်နိုင်မှု ပညာရေးဆိုင်ရာတွေအပြန်အလှန်အမိသဟဲပြုနိုင်ဖို့နဲ့မြန်မာနိုင်ငံက graphic designer တွေရဲ့အရေးသွေးတွေကိုကော်မတီတွေကိုမိတ်ဆက်ပြသနိုင်ခြင်းစတာတွေကိုပြုလုပ်နိုင်ပြီး graphic designer တွေအတွက်အလောက်ကန်ရှာဖွေပေးနိုင်သလိုကော်မတီတွေအတွက်လည်းအခွင့်အလမ်းတွေရှာဖွေပေးနေသလိုဖြစ်တယ်လို့သိရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးမြန်မာ graphic design association ဖြစ်မြောက်ရေးအတွက်စီစဉ်နေသူ designer ဦးမြင့်မောင်ကျော်ကအခုလိုပဲပြောပါတယ်။အဲဒီတောင်ကိုရီးယားနိုင်ငံမှာ graphic design federation ပြဝဲသူဖွင့်မယ်သူက၄ရက်နေထီအောင်ဟိုဂျွန်၄ရက်နေထီအောင်သူတို့ဖွင့်မယ်အဲအဲ့ဒီပွဲမှာဥရုလည်းမတက်ရောက်မတက်ရောက်နိုင်မတက်ရောက်နိုင်တာကဒီကလူငယ် graphic designer တွေနဲ့ဥရုနဲ့စီစီယုံယုံမြန်မာ graphic design association မဖွဲ့ရသေးတဲ့အတွက်ပြဝဲတစ်ခါမှတနိုင်ငံလုံးဆိုင်ရာ မလုပ်ရသေးတဲ့အတွက်အဲ့ဒီကလူတွေလည်းပဲတကယ်တမ်းအရေးချင်းရှိတဲ့လူတွေကိုမရွေးထုတ်ရသေးတဲ့အတွက်အဲ့ဒီပွဲကိုမသွားလဲမသွားဖြစ်ဘူး ကမန်းကနားမဲ့အဲ့မှာ၉ရောက်ရွေးချယ်ပြီးတော့ပို့လိုက်တယ်အခုအဲ့ဒီအဖွဲ့ကြီးကိုဖွဲ့ဖို့ပြင်ဆင်နေတယ်ပေါ့အဲ့ဒါပါ ်အခုလိုပြပွဲတွေကောင်းစွာပြသနိုင်ဖို့အတွက်မြန်မာနိုင်ငံမှာလုံလောက်အောင်ကြံဝန်းတဲ့ gallery မရှိတာတွေဟာကြီးမားတဲ့အခက်အခဲဖြစ်စေနိုင်တယ်လို့လည်းဒီဇိုင်နာဦးမြင့်မောင်ကျော်ကထည့်သွင်းပြောခဲ့ပါတယ်2016ခုနှစ်ဇူလိုင်လအတွင်းမှာ Busan Federation of Designer နဲ့ New Treasure Gallery တို့ပူးပေါင်းပြီး graphic design ပြပွဲကိုကိုရီးယားနိုင်ငံမှာ graphic design ပညာရှင်43နဲ့မြန်မာနိုင်ငံက graphic ပညာရှင်9ဦးတို့ရဲ့ graphic design တွေကိုပြသခဲ့လို့သိရပါဗျ။ ဒီကနေ့တင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြန်မာနိုင်ငံ Graphic Design အဖွဲ့အစည်းမြန်မာ Graphic Design Association မှကျင်းပပြုလုပ်တဲ့ပထမအကြိမ်မြန်မာ Graphic Design ပြပွဲ2019အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခမ်းအနားကိုရန်ကုန်မြို့ပြည်သူ့ဝင်အနီးမှာရှိတဲ့ဒရန်ကုန်ဂယ်လာရီမှာကျင်းပပြုလုပ်ခဲ့ပြီးတော့ MGDA မှတာဝန်ရှိလူကြီးများ ခန်းထားမှာပါဝင် ဟောပြောမယ့်ဝါရင် graphic ပညာရှင်ကြီးများလူငယ် graphic designer များ graphic design ကိုစိတ်ပါဝင်စားသူများစုံစုံလင်လင်တက်ရောက်ခဲ့ပါတယ်ခန္ဓာကိုယ်ဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ စက်တရာစုကြတော့ကွန်ပျူတာ graphic ပေါ်ရောက်လာအခု2019နှစ်ကြတော့ကဘာကြီးကိုကဘာကြီးရဲ့အခြေအနေအရရကိုအင်တာနက်ပေါ်ကနေဆွဲယူမှတ်တမ်းတင်ပြီးတော့ကဘာကိုဆက်တင်မဲ့ infographic တွေနဲ့ပြလာနောက်တော့လူသားရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအခြေအနေအရရကိုထင်ဟပ်ပြသပြီးတော့ကဲတင်မဲ့ sustainable design တွေထည့်အောင် ဖွံ့ဖြိုးတိုးတက်လာတဲ့အခြေအနေတရမှာပညာရေးနိုင်ကြမှုနဲ့အတူတူရောပါခဲ့တဲ့ graphic design ဤပညာကို အမြန်ဆုံးကျွန်တော်တို့လူငယ်တွေကိုစင့်ပွားပို့ချနိုင်မဲ့အသင်းတစ်ခုဖွဲ့ခြင်းစိတ်အပြင်းအထန်ဖြစ်ပေါ်လာခဲ့တာပါပဲကျွန်တော်တို့ငယ်ငယ်ကတော့ graphic ဆိုတာကကျွန်တော်အကြမ်းမြင်ကျွန်တော်ပညာသင်မှမဟုတ်တာဘူးဘယ်လိုသိတာတော့ဆို graphic ဆိုတာဒီအမှုပညာတဲမှာဒီပုံနှိပ်တဲ့ကိစ္စလို့ပေါ့လေကျွန်တော်တို့ဒီရှင်းအောင်လိုတိုရှင်းပြောရရင်ဘလောက်ရိုက်တဲ့အချိန်မှာကျွန်တော်တို့ခက်တော့ line ဘလောက်လဲနောက်ပြီးတော့မှ photo block လဲနှစ်မျိုးရှိတယ်နော် ထပ်ရှင်းမယ် line block ဆိုတာဘာလဲလို့ဆိုတော့ဒီအนูအရင်ခွဲတာတွေမပါဘူး plain နေ line အဲ့ဒါကို care block လို့လည်းခေါ်တယ်ကျွန်တော်ဒီခုဒီ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 တပညာတင်ငောတလောက်ဖြစ်သွားပြီ care block ဆိုတာမရှိတော့အတော်ကိုပါသွားခင်ဗျားတို့မသိတော့ဒီဘက်ကျတော့ဒီဥစားတွေဖြစ်သွားပြီ digital နဲ့ computer block တွေဖြစ်သွားပြီအဲ့ဒီထားပါတော့ဒီ အနုအရင်နေရှိတဲ့ကိစ္စနဲ့အနုအရင်နေမရှိတဲ့ line ဘလောက်လို့ဟာမျိုးကိစ္စနဲ့ line ဘလောက်လို့ဟာမျိုးကိစ္စတွေနဲ့ဒီသယုတ်ဖို့ပုံတွေပကြီးတွေကိုဖော်ပြီးဆိုရင်အဲ့ဒီကောင်ကို graphic လို့ဒီအကြမ်းမြင်အပြင်ကျွန်တော်တို့ငယ်ငယ်ကအဲ့လိုကြီးရဒါအကြမ်းမြင်ပြောတာကျွန်တော်တို့ခက်ကိုပြောပြတာအဲ့ဒါကိုအမှန်တရားအပြင်နဲ့ကျွန်တော်ပြောတာမဟုတ်ပါဘူး graphic ရဲ့အတိတ်ဘယ်ကိုကျွန်တော်ပြောတာမဟုတ် graphic ဆို graph ဆိုတဲ့ကောင်ကသိပ်များတာဘာမှမဆိုင်မနဲ့ဗျာဥပမာပြောကြပါစို့ geograph ဆိုပြီးတော့ရှိတယ် geography ဆိုတော့ဗမာပြည်မှာတော့ကျောင်းနေမှာ geography လို့ခေါ်တယ်တကယ်တော့ဆိုရေးထားတာ geograph တဲ့နောက်ပြီးတော့မှကျွန်တော်တို့ဒီဘက်အမှုပညာဘိုင်းမှာ cinematograph တဲ့ audiograph တဲ့နောက်ပြီးတော့မှဒီကိုလက်လှုပ်ရှားတာနဲ့ပတ်သက်လို့ရှိရင် ဲ့ဒါလည်း graph ပဲရှိတယ်အဲဒီဒီကာရာရောရောပြရတော့ပေါ့ဗျာအဲအဲ့ graph တွေအများကြီးပဲအဲ့တော့ graph ကိုတွားကြည့်လိုက်တဲ့အခါကျတော့အကြောင်းအရာများကို ဖော်ပြထားသောဒီဥပစာပေါ့ graphic design နဲ့ art ဆိုလို့ရှိရင် ရေးတဲ့ပကြီးပေါ့ ော့ design ဆိုတဲ့အခါကျတော့ဒီရဲ့ design ရဲ့ဖွဲ့စည်းမှုအားဒီပေါ်မှာပဲရက်တည်နေတာပေါ့ graphic art ဆိုလို့ရှိရင်တော့ကျေပြန့်မှုဟာအများကြီးကိုတော်တော်များသွားမှာဘာဖြစ်လို့ graphic art နဲ့ graphic design နဲ့ဒီလို꽌ပြီးပြောရလဲဆိုတဲ့အခါကျတော့ graphic art စိမ်းမှာကြတော့သူတို့ဖန်တီးကြတဲ့အခါမှာ scanner ပေါ်မှာလူကြီးကအိတ်ပြီးတော့ ဒါကို scanning လုပ်ပြီးတော့မှတခါပြန်ပြီး graphic တွေလုတ်ကြတာဒီဘာဒီဒါဒီဘာပါလာပြီယောဆိုတော့အခါကျတော့ပို့ပြီးကျေပြန့်လာတော့ဗောနော် design ဆိုတဲ့အပိုင်းမှာကျတော့သူ့ရဲ့ဖွဲ့စည်းရမယ့်အင်္ဂါရပ်တွေမှာပါမယ့်စာရီစာရဲ့ character ဘူးဘလူးသုံးတဲ့ကုန်ပစ္စည်းနဲ့ဘလူးဟိုနေဖြစ်မလဲဆိုတော့အပိုင်းနေမှာဒါကျွန်တော်တို့ကအများကြီးဟိုလိုအပ်ပါတယ် ီကနေ့ပွဲအခမ်းအနားမှာ my family ခေါင်းစဉ်နဲ့ပါဝင်ပြသထားတဲ့လူငယ် graphic designer များကလည်းအခုလိုပဲပါဝင်ပြသထားတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ကျွန်တော်တို့ ွဲက mind family ဆိုပြီးခေါင်းစဉ်ထားတာပထမဆုံးလုပ်တဲ့ graphic design ပွဲဆိုတော့အဲ mind family ခေါင်းစဉ်အတိုင်းကျွန်တော်နဲ့စဉ်းစားပြီးတော့ပုံဖော်ရတာပေါ့အဓိကတော့ကျွန်တော်စာစာလေးတွေအတုံးလေးဝိုင်းလေးနဲ့ပဲလိုမျိုးပုံဖော်ရတာပေါ့အသေးစိတ်လေးကကျွန်တော်ကစာစာနဲ့ဆိုတော့မိသားစုတစ်ခုဆိုတာဟိုအဂျီတစ်ဆိုတာအဂျီတရဲ့နောက်မှာအဲ့လိုမျိုးပေါ့ဟိုလုံကြုံသောနှွေထွေသော ပြီးတော့စုစုစည်းစည်းဖြစ်တော့အဲ့လိုမျိုးအဲကြောင့်မိသားစုတွေအကုန်လုံးကအဲ့လိုမျိုးဒေါရီနဲ့စုစည်းရတယ်ဗောလေကျွန်တော်ကအဲ့လိုမျိုး test တွေနဲ့အဲ့လိုဖွဲ့တာပြီးတော့ကျွန်တော်ပုံလေးမှာဟိုအဝိုင်းလေးတွေရှိတယ်ပြီးတော့ဒီမှာဟိုအန်ဒီရတခုခုဖြစ်သွားရင်တော့မှအဲမိသားစုတွေအကုန်လုံးတွဲလည်းမဖြုတ်ပဲနဲ့အဲ့လိုမျိုးဆုံးဆုံးဒီဟိုကာကွယ်ဆောက်ရှောက်ရတယ်ဗောလေအဲအဲ့လိုမျိုးတွဲလေးနဲ့ဆွဲရပါဗျာဟုတ်ကဲ့ခင်ဗျာဟိုမြန်မာနိုင်ငံမှာရှိတဲ့ graphic designer တွေအကုန်လုံးလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဘာလို့ဆိုတော့ အကုန်လုံးကစွတ်စွတ်စီစီဖြစ်နေပို့ပြီးတော့အခုကျွန်တော်တို့ဒီမှာ graphic design ဆိုရေးစင်ရှင်းဆိုပြီးတော့တိတိတန့်မရှိဘူးဗျမရှိဘူးဆိုတော့အဲ့လိုမျိုးစွတ်စွတ်စီစီလေးနဲ့ဒီ design တိုးတက်အောင်နိုင်ငံအတွက်အဲ့လိုမျိုးအကျိုးပြုဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဟုတ်ကျွန်တော်ကတော့ my family ပေါ့နော် ်။ My family ဆိုတော့ဥဆိုရင်မိသားစုတခုပေါ့နော်။ဖေရယ်အမေရယ်တာသမီးရယ်ပေါ့နော်။အဓိကတော့အဲမိဘနှစ်ပါးနဲ့တာသမီးနဲ့ unity သဘောကိုကျွန်တော်အဓိကပြတာပေါ့နော်။မိသားစုတွေကဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ထမင်းစားတဲ့အချိန်ကျရင်စုံကြရတယ်။အဲအဲ့ကြလို့ရှိရင်ကျွန်တော်တို့ universal လို့ပေါ့နော်။ကမ္ဘာလောကကြီးမှာမိသားစုရဲ့အတိုင်းဝန်းထဲမှာကောင်းတာတွေပါမယ်ဆိုးတာတွေပါမယ်ပြဿနာပေါင်းစုံတွေပါမယ်။ဟုတ်ကဲ့။အဲ့လိုဖြစ်လာတဲ့ခါကျရင်ဘယ်လိုပဲဖြစ်ဆိုးတူကောင်းဘက်ဖြည့်ရှင်းကြတယ်။ဟို စံစရာကြီးလည်းစံမယ်ဟိုခံစရာကြီးလည်းခံမယ်ဟိုစူဘယ်လိုပြောပြောချင်တာကတော့ဗျာစိုးမွေကောင်းမွေအကုန်လုံးမိသားစုဆိုတာရှောင်လွဲလို့မရဘူးစူးစီနဲ့ဖြည့်ရှင်းကြလို့ဆိုတော့ဘိုးယူနီဘာဆယ်သဘောကိုအဓိက unity လေးအဲ့ဒါလေးကိုပုံညွှန်းထားတာပါအဲကျွန်တော်တို့ကတော့မျောလင့်နေတယ်။ငိုစားပြီးတော့ဒီဇိုင်နာလုတ်တက်17နှစ်ကျော်တည်းမှာလဲကျွန်တော်တို့ဒီဇိုင်နာအဖွဲ့စည်းပေါ်စီစဉ်ခဲ့တယ်။အဲမျိုးမျိုးစူးစမ်းခဲ့ဒီတစ်ခါကိုလည်းအောင်မြင်မယ်လို့ယုံကြည်ပါတယ်။ဟိုတကယ်လို့ ဆက်လက်ရှိစမဲ့လုပ်ငန်းစဉ်တွေမှာလည်းကျွန်တော်တို့ဘယ်နေရာပဲဝင်ထမ်းအထမ်းထမ်းကျင်တယ်ဒါပေမဲ့ဟိုလူကြီးတွေအဓိကတကယ်လုံနိုင်တဲ့သူတွေကိုဟိုတင်ပေးမယ်ကျွန်တော်တို့အနေနဲ့ပြီးရင်ကျွန်တော်တို့သူတို့နောက်ကနေပြီးတော့ဝိုင်းဝန်းကူညီပေးမယ်အဓိကကျွန်တော်တို့ဒီဖွဲ့စည်းအောင်မြင်မှုဘယ်ကျွန်တော်တို့အဓိကရွေးပါတယ်ဟုတ်အမ်ပြောချင်တာကတော့အခုဒီဘွဲကအကုန်လုံးပေါ့နော်စီနီယာတွေရောဂျူနီယာတွေရောကြီးငယ်လက်ပေါ့နော်ဟိုဘက်ကကွန်ပျူတာမဘောဘင်မဘောကင်ခစ်သေးဟာ လုတ်ခဲ့တဲ့ဆရာကြီးတွေရောအခုလက်ရှိလုတ်ခဲ့တဲ့သူတွေရောနောက်ကလေးတွေရောအကုန်ပါတဲ့ပွဲဖြစ်တယ်အဲ့တော့အကုန်လုံးလဲဝင်ပါစီခြင်းနဲ့ဘာလို့ဆိုတော့တခြားဖွဲ့စည်းတွေကတော့အစီယုံတို့အဲပကြီးအစီယုံတို့အဲ့လိုအဖွဲ့စည်းတွေရှိနေတဲ့အချိန်မှာကျွန်တော်တို့ဒီဇိုင်နာတွေရာလဲအဖွဲ့စည်းတရက်ကိုရှိတင်တာတကယ်လဲလိုအပ်နေပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီဇိုင်နာလို့ခံယူထားတဲ့သူတွေညီတွေညီမတွေအဓိကဟိုကိုကဂူမဆာလို့လို့ဘလို့ဖြစ်လို့ညာဖြစ်လို့ဆိုတာထက်ကိုအကုန်လုံး ပူးပေါင်းပါဝင်မှသာကျွန်တော်တို့ဖွဲ့စည်းအောင်မြင်မယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒီအတွက်ကြောင့်မလို့လေအကုန်လုံးကိုကုတ်ကိုဒီဇိုင်နာလို့ခံယူထားရဆိုရင်လာရောက်ပူးပေါင်းဆောင်ရွက်ကြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ကိုရေးထားတာတော့ရှင်းပါတယ်မိဘနဲ့တာသမီစုစုစည်းစည်း family union လေးဖြစ်ရှင်တယ်နောက်ပြီးတော့ဒီပွဲရဲ့အဓိကရည်မှန်းချက်ကဘာလဲဆိုတော့ဒီဒီဇိုင်းဆရာကြီးတွေကနေပြီးတော့နောက်လူငယ်တွေအတွက်သူတို့ခိုင်မာတဲ့ဒီဇိုင်းအစီအစဉ်လေးတစ်ခုဟိုဟာဖန်တီးခဲ့ခြင်းနဲ့ထားပေးခဲ့ခြင်းနဲ့ဆိုပြီးတော့လုပ်တယ်လို့ဆရာကြီးဦးမြင့်မောင်ကျော်ပြောတယ်လေအဲ့ဒါနဲ့အကူကနောက်လူကို lesson ကမ်းတဲ့မိသားစု graphic design မိသားစုလေးဆိုပြီးတော့တာမန်ရိုးရိုးလေးပဲဆွဲထားပေးတာပါပြောချင်တာတစ်ခုကဒီဖွဲ့စည်းပေါ်ပေါက်လာတာအရန်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့ အခုတော့ငငယ်တုန်းက2000ပတ်ဝန်းကျင်လောက်ကဒီဇိုင်းသင်တန်းတွေပါတက်တော့ဘာမှလည်းလေ့လာစရာမရှိဘူးအခုတော့ဆိုလို့ရှိရင်မန်းလေးမှာသင်ခဲ့ရတာဘလို့ဖြစ်လဲဆိုလို့ရှိရင် Corel Draw လို့ software မျိုးဒီဇိုင်းဆိုပြီးသင်ခဲ့ရတာလေ့လာစရာ website လည်းမရှိဘူးအဲ့ဒီချိန်တော့ internet ဆိုတာလည်းသုံးလို့မရဘူးအဖွဲ့စည်းတွေလည်းမရှိဘူးအဲ့ဒီအတွက်အခုလိုမျိုး association တစ်ခုဖြစ်လာတယ်ဒီ CI တို့ရေးထားတဲ့ဟိုရှေ့မှာဒီအဖွဲ့စည်းရဲ့ mission နဲ့ vision တွေရေးထားတာကြည့်ရင်အဖြစ်နောက်လူငယ်တွေ graphic design ပညာကိုလေ့လာခြင်းလဲဆိုအလွယ်တကူလေ့လာနိုင်ဖို့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့နောက်တစ်ခုကဘာလဲဆိုတော့ဒီကိုရီးယားဘူဆန်ပွဲတွေပါလေဒီမှာဆရာကြီးဟို treasure gallery မှာလောက်သွားတာရှိရလေအဲ့လိုမျိုးဒီကနေပြီးတော့ဗမာပြည်ကဒီဇိုင်နာတွေအားလုံးစုပေါင်းပြီးတော့အဖွဲ့အစည်းတစ်ခုရှိတယ်ပြပွဲတွေလုပ်တယ်အဲ့ဒီအကျိုးကျေးဇူးအနေနဲ့ဘာဖြစ်မလဲဆိုလို့ရှိရင်နိုင်ငံတကာကိုအခုတို့ အခုဆိုလို့ရှိရင်အင်တာနက်ခေတ်အရာနိုင်ငံတကာကနေပြီးတော့ဒီဇိုင်းလာရတာလည်းရှိနေပြီဥပမာအခုဒီမှာဆိုလို့ရှိရင်ကိုလိုစီမာတော်မှတရုတ်ကလာတာရှိတယ်ယိုရီးယားလာတာရှိတယ်အဲ့လိုမျိုးဒီဇိုင်းတွေရှိတယ်လေအဲ့တော့နောက်ပိုင်းကျတော့အားလုံးဒီဟိုဘာဖြစ်လာလိမ့်မယ်ကဘာကြီးကမိသားစုတစ်ခုလိုလည်းဖြစ်လာလိမ့်မယ်ဒီဘွဲရဲ့ခေါင်းစဉ်လိုပဲကဘာကြီးကလည်းမိသားစုလိုဖြစ်လာမယ်အခုတို့ဒီမှာအားလုံးကပြင်ဆင်ထားဖို့လိုတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ဥပမာဒီဓာတ်ပုံအသင်းတို့ဘာလို့ဆိုလို့ရှိရင်ဒီဓာတ်ပုံဝယ်ခြင်းလေဆိုလို့ရှိရင်ဓာတ်ပုံအသင်းကိုချိန်အဲ့ဒီမှာဓာတ်ပုံအသင်းကတ်တလောက်တွေကြည့်ပြီးဝယ်လို့ရတယ် အဲဒီဇိုင်းတစ်ခုအပ်ချင်တယ်ဆိုဘယ်အပ်လို့အပ်မှမသိဘူး။တော့ဒီဖွဲ့စည်းရာအများကြီးထောက်ပံ့ပေးနိုင်လိမ့်မယ်။ဒီဇိုင်နာတွေစုစည်းပေးထားတဲ့နေရာဖြစ်တဲ့အတွက်လုပ်ငန်းရှင်တွေအတွက်လွယ်ကူသလိုဒီကမ္ဘာနဲ့ဆက်ဆံတဲ့အခါမှာလည်းဒီမြန်မာ graphic design association ကပို့ပြီးတော့လွယ်ကူလာလိမ့်မယ်လို့အခုလိုယူဆတယ်။အဲ့ဒီအတွက်ဒီဖွဲ့စည်းပေါ်ပေါက်လာတာအယံဝန်းတာတယ်။အဲဒီပွဲကိုပါဝင်ပြသခွင့်ရတဲ့အတွက်လည်းအယံဝန်းတာတယ်။နောက်ပြီးတော့ graphic design လုပ်နေတဲ့ graphic designer တွေအားလုံးပူပေါင်းပါဝင်ဖို့လည်းဒီနေရာနေဖိတ်ခေါ်ပါရစေ။ ော်ဒီနေ့တိုက်တဲ့ family ပေါ့နော်မိသားစုဆိုတော့ကျွန်တော်စဉ်းစားဒီဟိုအခုအပြင်မှာဆိုမိသားစုတွေတဲ့တွေးတူတယ်မိသားစုပေါ့နော်အရင်နေအရင်နေရှေ့မှာတယောက်တစ်ယောက်ကဟိုချစ်ချင်းမြတ်တာတွေပါတယ်မရှိခါကြရင်ဒါသစိမ်းလိုပဲပေါ့နော်အဲ့တော့ဒီမှာဒီပုံမှာဆိုကျွန်တော်တွေးမတူတဲ့တော်ဝါနှစ်ကောင်ပေါ့နော်ကြောင်နဲ့ကျွတ်နဲ့ဒါတွေးချင်းမတူဘူးဒါပေမဲ့တွေးစီမှာချစ်ချင်းမြတ်တာရှိတော့ကြောင် အဲ့လို family လို့ခေါ်လိုက်ရပါတော့။ရှင်းဆက်ပြီးတော့ဒီ graphic design minus ပတ်သက်ပြီးတော့လုပ်မှာပါ။ပြီးတော့ concept concept artist အနေနဲ့လည်းကျွန်တော် workshop တွေကိုတီးတလို့ပါတော့။ပြန်လည်ပြီးတော့ဒီ industry ကိုပြန်ပြီးမျှဝေပြတဲ့မျိုးတွေလည်းဆက်လုပ်သွားမှာပါ။ဒီဟာကပထမဆုံးပျောက်ပွဲပြီးတော့ပထမဆုံးအဖွဲ့အစည်းဆိုတော့နောက်ပိုင်းကိုဒီ Nepal ရလူတွေပဲဟိုဝင်ရောက်ပြီးတော့အားဖြည့်ပြီးမှဖွဲ့စည်းရပို့ပြီးတော့တန်ကြီးထွားလာမှာပါတော့။အဲ့တော့ အားလုံးပါဝင်ပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်အဲကျွန်တော်ကဒီ my family ဆိုတော့ title လေးနဲ့ပေါ့လေဆီယံမြမောင်ကျော်တို့ဦးစီးတဲ့ဒီ association ဖွဲ့တဲ့အထိမ်းအမှတ်ပြတဲ့အပြားစီမှာကျွန်တော်ဒီကားလေးကိုရေးတာပေါ့လေဆီအဲ့တော့ဒီဆီယံမြမောင်ကျော်တို့ announce လုပ်တယ်ပေါ့နော်ကျွန်တော် Facebook page ကနေပြီးတော့ဒီ my family name နဲ့ပြဝဲခြင်းပါမယ်ဒီ association ဖွဲ့မယ်ဆိုတော့ကြာ ဆိုတော့ဒီ my family ဆိုတာလေးကိုကျွန်တော်ကအဲ့လိုကိုခံစားချက်နဲ့ကိုပေါ့နော်ဒီမိသားစုဆိုတာဟောတယ်နှွေးထွေးတယ်တော့ချစ်ချင်းမြတ်တာတော့လုံခြုံတယ်ပေါ့နော်ချစ်ချင်းမြတ်တာတွေအတိုက်မျိုးဆိုတော့အဲ့ဒါလေးပဲကျွန်တော်စဉ်းစားမယ်အဲ့စာသားပဲငါရေးမယ်ပေါ့အဲ့စာသားရေးမယ်ဆိုတော့စာသားကိုဘယ်လိုပုံဖော်မလဲဆိုတဲ့အကိစ္စမှာကြာကျွန်တော်စဉ်းစားလိုက်တော့ကျွန်တော် calligraphy ပုံစံလေးနဲ့ရေးမယ်ဆိုတော့ calligraphy ပုံစံနဲ့ကျွန်တော်ဒီလိုလေးအပင်လေးမှာကျွန်တော်ဒီတိုက်ပုံလေးတွေနဲ့အဲ့လိုလေးရေးပြတာပါ ဟုတ်ကဲ့နောက်ဒီဒီမိသားစုဆက်သွားတဲ့အစိမ်းအောင်ရဲ့တဘာဝတော့ဒါချက်ချင်းမြတ်တာပါနော်အဲအဲအဲလိုလေးကျွန်တော်ခံစားပြီးဒီကားလေးရေးပြတာပါဟုတ်ဟုတ်ကဲ့အခုကိုကျွန်တော်အဲမန္တလေးကတငယ်ချင်းတယောက်ရဲ့ဖောင်အသိဝင်ဖောင်ပေါ့လေကျွန်တော်ယူလာခဲ့တာရှိတယ်နောက်ကဒီအသိဝင်မှုကြံတဲ့တငယ်ချင်းတွေပေါ့လေဟိုဒီဟာဒီမြန်မာနိုင်ငံမှာဒါပထမဆုံးစတင်တည်ဆောင်ခဲ့တဲ့အသင်းအဖွဲ့အစည်းပေါ့နော် association တစ်ခုဖြစ်တယ်နောက်ကို့ ဒီဒီဇိုင်နာညီကိုအချင်းချင်းပြပညာရက်တွေပြန် share လို့ရမယ်ပေါ့နော်။နောက်ဒီကိုမမပြည့်စုံသေးတဲ့အားနှက်ချက်တွေကိုလည်းပြန်ဖြည့်ဆည်းခွင့်ရမယ်လေ့လာခွင့်ရမယ်ဒီအသင်းမှာပါဝင်ခြင်းအဖြစ်ပေါ့နော်အဲ့တော့ဒီဟာကိုမန္တလေးကဒီမတိသေးသောပေါ့နော်သူတိပြီးတော့လည်းမဝင်ပြည့်သေးသောတကယ်ချင်းတွေကိုတော့ဟိုဝင်ပြအောင်ဝင်ဖို့တိုက်တွန်းချင်ပါတယ်ဟာ ဒီမှာတော့မြင်ရတဲ့အတိုင်းပဲကျွန်တော်ရိုက်ခဲသမျှပုံနေရတော့ဒါဟိုဆိုရှယ်မီဒီယာသုံးနေတဲ့ဒါအွန်လိုင်းသုံးနေတဲ့လူတွေကြီးပဲဟုတ်ကဲ့ကျွန်တော်အဲ့ဒီစာမှာကျွန်တော်တို့ဒီလိုလမ်းပေါ်မှာအချိန်ပေးနေတာ ਨੇ စာလို့ရှိရင်ကျွန်တော်ရေးထားတဲ့အတိုင်းပေါ့ social media time for social media increase of family fair ဒီ မိသားစုပေါ်မှာပေးရမယ့်အချိန်တွေကဟိုလမ်းပေါ်မှာပဲအချိန်ကုန်နေတယ်ဆိုမိသားစုတော့နည်းနည်းအချိန်ပိုပေးစီခြင်းတဲ့သဘောပါပဲအဲအရင်ကလည်းကျွန်တော်ဟိုကုသခွန်တော့လာမသိတခါလုံတော့လည်းကျွန်တော်ပြဘူးပါတယ်ဒီဆရာဦးမြင့်ပေါင်ကျော်တို့နေပဲဆရာပါပဲကျွန်တော်ဆရာပဲဟိုဆက်ပြီးတော့လည်းဟို လုံးဖြစ်နေဦးမှာပါကျွန်တော်ကိုယ်တိုင်လည်း graphic design နဲ့တမူဝမ်းကြောင်းပြုနေတာဆိုတော့လေ commercial design တွေဆွဲနေတာဆိုတော့ဆက်ပြီးတော့လုံးဖြစ်နေမှာပါအဲဟုတ်ကဲ့ဗျာကျွန်တော်လည်းဟိုခင်းတဲ့တငယ်ချင်းတွေရှိပါတယ်မန်လေးမှာဆိုတော့ကျွန်တော်လည်းမန်လေးရလာတာဆိုတော့အလုံးဒီ graphic design ဆိုရှင်းမှာဟိုဝင်ပြီးတော့ပါဝင်ပြီးတော့အတူတူဒီ graphic design လောကတိုးတက်အောင်တိုးတက်ကြအောင်ပေါ့နော်ဝင်ပြီးလှုပ်ကြဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်